လူတိုင်းကဥပမာအမွာဆိုရင်တော့မတောင်းတဲ့တောင်စိတ်ဆိုတာတူတာမဟုတ်ဘူးလေအဲ့လိုဆိုဥလေးဆိုရင်လည်းအဲ့လိုမျိုးပေါ့အဲတခြင်းအနေနဲ့တခုတည်း title တခုတည်းအနေနဲ့ပြောရဲဆိုရင်တော့ခုနလိုမျိုးသူကအုံကျုံနေကြိုက်တဲ့သူပေါ့ဒီပြင်ကတော့လည်းအများကြီးပါပဲ criteria အများကြီးဆိုတော့အဲ့လိုတော့အသေးပဲဖွင့်လို့ခတ်ပါတယ်ဟုတ် အဲဦးလေးကဘလို့နုပြတာရှင်မလဲဆိုသူကတော့ဟိုတေးဟိုပါပေါ့အဲပအောင်ကျူးနေကြိုက်တယ်ပေါ့နော်ဟုတ်ဟုတ်အောင်ကျူးနေကြိုက်တယ်ပြီးတော့အဲအဲ့လိုမျိုးတေးတေးဆိုလဲသူ့တခြင်းနေကိုကိုတိုင်းလဲအဲ့လိုမျိုးဟိုကြိုက်တဲ့တခြင်းနေလဲရှိရပေါ့အဲ့ဒီတနည်းအားဒီအောင် post လေးတင်ထားသေးတယ်အဲ့မှာအဲ့လိုသူနဲ့နောက်ဆုံးတွေ့ရတဲ့ January 15ပေါ့ အဲ့တော့ဟိုအမရဲ့ဒီအမဝန်ခွဲမွေးနေပေါ့သူသူသမီးပါပဲသူသမီးရဲ့အမျိုးသားရဲ့မွေးနေအဲ့အိမ်မှာစုံတာပေါ့အဲ့စုံတော့အဲ့သူတခြင်းလေးတောင်မှသူကြိုက်တဲ့တခြင်းလေးတောင်မှပြောဖြစ်သေးတယ်ဟုတ်အဲ့တေးရလဲတုံတန်းတခြင်းစုံတိတ်မကြိုက်တယ်ဘူးလေအဲ့ဆိုတော့အဲ့အဲ့လိုလေးပြောဖြစ်တယ်ပေါ့နော်အဲသူကတော့ဟိုးအရင်တည်းကအဲ့လိုပဲလဲကျမကြီးအဲ့လိုမျိုးဟိုပါပေါ့ ပြေးပြေးတယ်နည်းနည်းကိုယ့်ကိုဂယူးဆိုင်တဲ့ဟာလေးဟောအဲ့လိုမျိုးပေါ့နေရလားအဲ့လိုမျိုးအဲ့လိုတိတ်တော့မသိဘူးပေါ့နော်ဟုတ်ဟိုနည်းနည်းအရင်အလုပ်လုပ်တယ်ပေါ့လေဟုတ်အဲ့ဦးလေးပြောခဲ့ဘူးတဲ့စကားလေးတခုပေါ့တေးမမီရတော့အဲ့ဦးလေးဝယ်သေတို့အဖိုးပေါ့နော်အဖိုးကပြောမင်းအားတဲ့အဲ့လိုပဲတဲ့ ဒီကျမ်းမကြီးရဆိုလိမ့်ပဲလိမ့်ပဲနဲ့ပဲတဲ့ဒါပေမဲ့မင်းအားတဲ့အဲ့လိုပဲအသက်ရှင်မဲ့ကောင်းဆိုပြီးတော့ပြောတယ်ဆိုပြီးတော့ဦးလေးပြောတာတော့မှတ်မိတယ်ဟုတ်ပါတီးရပြောလားတီးရဘာမှကိုမသိတာမသိအောင်ဆိုတာအဲ့ဟိုတီးအမညာမနဲ့ sorry ဖုန်းဆက်တော့မှဦးလေးဆုံးပြီဆိုဆက်တော့မှတီးတီးတာဟုတ်အဲ့တော့ဒီပြင်ကတော့အကုန်လုံးကလည်းသူ့လို့ကိုလို့လို့လေလုပ်တယ်များနေတော့လေအဲ အဲ့လိုကျမကြီးကျမကြီးမကောင်းတာတော့မဟုတ်ဘူး။ तू ကအမှန်တော့ကောင်းနေတယ်။အမှန်တော့ပင်ပန်းသွားတာပေါ့။ဟုတ်။အဲ့တော့မထင်မှတ်ပဲပေါ့နော်။အဲ့လိုမျိုးအမှန်တော့ကြီးကြီးမားမားတော့တကယ်ကဘာမှပြဿနာမရှိဘူး။ဟုတ်ကဲ့။အဲခုနကပြောလို့ပဲ तू ကတော့အုံကျုံလိုမျိုးတွေအဲ तू ကိုယ်တိုင်လည်းအုံကျုံဆိုတာများတယ်။အဲအဲ့လိုမျိုးပေါ့နော်။အဲမျိုးကို तू ကိုနှစ်သက်တယ်။ဟုတ်ကဲ့။အမှုပညာရှင်နေနဲ့ဆိုရင်တော့ तू တချင်းနေရတော့ဟို တော်တော်ကြီးဟိုမျိုးဆက်တွေအများကြီးပေါ့နော်ဥမာဥလေးတချင်းနေဆိုရင်အတော်လဲဆိုတယ်အဲတေးဆိုလဲအဲမရှိနေမတချင်းတော့အဲဒါမျိုးလေးဆိုလဲဆိုပြစ်တယ်ပေါ့နော်အဲတပုတ်ပါပဲဆိုလို့တယ်ဥအဲ generation နေလဲဆိုရင်တော့ဟိုအလိုမျိုး loss error လက်စင်ကန်းနေရတော့အတော်ကဦးလေးတစ်စင်းနေရောအများဆုံးအတော်ကျင်းနေမှာလေးတော့ဆိုရဲအာနောက်ပြီးတော့ပြိတ္တတွေအနေနဲ့လဲဦးလေးတစ်စင်းနေလဲတော်တော်များများ တီးကြရဆိုတော့ဒါတော့သူသူမရှိတော့ဗိမဲ့လဲအဲ့လိုမျိုးသူတခြင်းတွေတော့ဆက်လက်ပြီးတော့ဟိုပြန့်လွင့်နေအောင်မယ်ဆိုတာယုံကြည်ပါတယ်ဟုတ်အမှန်တော့တေးကအဲ့လိုဒီကြားထဲမှာဝင်းနေတေးအလူလေးရှိတယ်အဲ့တော့ဦးလေးကမလာဘူးမလာဘူးအဲ့ဒါနဲ့အော်ဆိုတော့သူတို့အိမ်တက်လဲလုတ်တယ်အဲ့လေသူတို့ဟိုပါမတွေ့ပြကြဘောเนาะဒီပြတော့အဲ့လေမန်ဒီဇိုင်းမှာတေးရတော့ဟိုအမှန်သူ့ဒီ ွားပေါ့နော်သူရဲ့ survival skill ပေါ့အဲ့ဟာတည်းရဦးလေးတယောက်နေနေဆိုတည်းရအားကြတာရှိအဓိကအဲ့လိုမျိုး covid ချိန်မှာသူသူအမျိုးသမီးနဲ့သူအဲ့လိုမျိုးစူးစမ်းပြီးတော့ပေါ့နော်အဲမောင်ဟင်းက business လေးဆွဲနေပြီးမောင်ဟင်းကအဲသူတို့လုပ်တယ်အဲ့လေးအောင်မြင်တယ်ပေါ့နော်အဲ့တော့အောင်မြင်ရတဲ့အကြောင်းကလည်းဟိုဒါ तू ကအလှလေးနဲ့တွဲပြီးလှုပ်တာအဲ့တော့အဲ့ဆိုသူ့ရှီကအဲ့ရမျိုးလေးဆိုတေးကအားကြတယ်အားကြတယ် တို့လို့ပေါ့လေဟိုအဓိကတော့အဆူရောပေမဲ့လည်းတည်လားအဲ့လိုမျိုးရရတက်နဲ့လှော်ရဲဆိုတာအဲ့စိတ်တက်လေးကတော့တေးမှဆိုလဲအဲ့လိုမျိုးလေးကြီးလဲစိတ်တက်ရှိရပေါ့နော်အဲ့လိုအဲ့တော့ဦးလေးကိုအားကြတဲ့ဟာတော့အဲ့အဲ့စိတ်တက်လေးတော့အားကြတယ်အဲ့တော့မေးဖို့ရှိတဲ့ဟာဆိုတာအဓိကဦးလေးအဲ့ business ဆိုဘလို့လောက်လဲဆိုတဲ့ဟာမျိုးတေချာမေးအောင်မယ်ဆိုပြီးတော့မေးခွန်းလေးအဲ့ကျန်းနေရဦးလေးနဲ့မတွေ့သေးလိုက်တော့